အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါရစေ။ကျမရဲ့ YouTube channel မှာရာဇဝင်အကြောင်းတွေ၊ဒဏ္ဍာရီအကြောင်းတွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် Like and Subscribe လုပ်ထားကြဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အလှဘီယံမှ Cleopatra နဲ့သူမရဲ့ချစ်သူ Mark Antony ရဲ့ကြေကွဲပွဲရာအချက်ဇလန်းလေးပဲဖြစ်ပါတယ်ရှင်။ คลีโอปาทราเนี่ยมาร์คแอนโทนีရဲ့အကြောင်းကို အသေးစိတ်ပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒီဇလန်လေးဟာတမိုင်းအချက်လက်တွေနဲ့ဒန်နာရီတွေရောရှက်နေတဲ့စိတ်ဝင်စားပွဲရာဇလန်တစ်ခုဖြစ်ပါတယ်။คลีโอปาทราฟิโลปาတာဟာအီဂျစ်ပြည်ရဲ့နောက်ဆုံးဖာရိုဘီယမဖြစ်ပါတယ်။သူမဟာ ပါတော်လမေယမင်းဆက်ကအစင်းသက်လာသူဖြစ်ပြီးပညာဉာဏ်ထက်မြက်တယ်လို့နိုင်ငံရေးမှာလည်းအလွန်ကျွမ်းကျင်ပါတယ်။ဘာသာစကားမျိုးစုံကိုတက်ကြွပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့စကားပြောဟန်နဲ့ပင်ကိုအလှကြောင့်လူအများရဲ့အာယုံကိုဖန်ဆားနိုင်စွမ်းရှိပါတယ်။အီဂျစ်နိုင်ငံရဲ့လွတ်လပ်မှုကိုထိန်းသိမ်းဖို့အတွက်ရောမအင်ပါယာနဲ့မဟာမိတ်ဖွဲ့ဖို့သူအမြဲစူးစမ်းနေပါတယ်။မတ်အန်တိုနီဟာလည်း ရောမရဲ့ထင်ရှားတဲ့နိုင်ငံရေးသမားနဲ့စစ်ကောင်းဆောင်တပ်ဦးဖြစ်ပါတယ်။ဂျူလီယက်စီဇာရဲ့လက်ယုံတော်တပ်ဦးဖြစ်ပြီးစီဇာလုံခြံခံရပြီးနောက်ရောမအင်ပါယာကိုအုပ်ချုပ်တဲ့၃ဦးအဖွဲ့မှာပါဝင်ခဲ့ပါတယ်။သူဟာရဲရင်တက်တိရှိပြီးစစ်ရေးမှာအလွန်တော်တဲ့လူတပ်ဦးဖြစ်ပေမဲ့တခါတည်းရန်စိတ်လက်မှန်ပါလုတ်တက်တဲ့အားနည်းချက်လေးရှိပါတယ်။ BC 41ခုနှစ်မှာ Mark Antony ဟာအရှေ့တိုင်းကိုရောက်ရှိလာပြီးအီဂျစ်ဘုရင်မ Cleopatra ကိုတာဆတ်မြို့မှာတွေ့ဆုံခဲ့ပါလေ။ Antony ဟာစီဇာကိုကူညီခဲ့တဲ့အတွက် Cleopatra ကိုကျေးဇူးတင်စကားပြောခြင်းတလို့အီဂျစ်ရဲ့အကူအညီကိုလည်းလိုအပ်နေပါလေ။ Cleopatra ဟာသူမရဲ့နိုင်ငံရေးအမှုအမျှော်မြင်တဲ့ ဆွဲဆောင်မှုရှိတဲ့အတွင်ပြင်ကိုအတုံးချပြီးအန်တိုနီကိုမြို့ယူဖမ်းဆီးနိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာမကြခင်မှာပဲနတ်ရှိုင်းနဲ့ချစ်ချင်းမေတ္တာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ကလီယိုပက်ထရာနဲ့အန်တိုနီတို့ရဲ့ဆက်ဆံရေးဟာကိုရီးကိုရာချစ်ချင်းမေတ္တာတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာနိုင်ငံရေးအရာအရေးပါတဲ့ဆက်ဆံရေးတစ်ခုလည်းဖြစ်ပါတယ်။အန်တိုနီဟာအရှိတိုင်းမှာသူ့ရဲ့ဩဇာကိုတည်ဆောက်ဖို့အတွက် အီဂျစ်ရဲ့အင်အားနဲ့တယံဇာတတွေကိုလိုအပ်ပါတယ်။ကလီယိုပထရာအတွက်ကတော့အီဂျစ်ရဲ့လွတ်လပ်မှုကို ထိန်းသိမ်းမှုနဲ့သူမရဲ့အင်အားကြီးမားတဲ့ခေါင်းဆောင်တဦးနဲ့မဟာမိတ်ဖွဲ့ခြင်းဟာ အရေးကြီးပါတယ်။သူတို့နှစ်ဦးကြားမှာတာသမီ၃ယောက်လည်းထွန်းကားခဲ့ပါတယ်။အဲ့ဒီကတော့အလက်ဇန်းဒါဟီလီယိုစ်ကလီယိုပထရာဆယ်လီနီဒုတိယနဲ့တော်လမီဖီလာဒေဖက်စ်တို့ ဖြစ်ပါလေ။ ူတို့ဟာအီဂျစ်မှာခံစားတဲ့ဘဝတွေကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အန်တိုနီရဲ့ကလီယိုပက်ထရာနဲ့ပတ်သက်မှုဟာရောမမှာမကျင့်နှက်မှုတွေများလာစေခဲ့ပါတယ်။အန်တိုနီဟာရောမမှာလက်ထပ်ထားတဲ့ဇနီးတဲ့ဖူလ်ဖီယာရှိနေသေးပေမဲ့ကလီယိုပက်ထရာနဲ့ပုံမရင်းနှီးလာတာကိုရောမလူမျိုးတွေကလက်မခံနိုင်ကြပါဘူး။ဖူလ်ဖီယာကွယ်လွန်ပြီးနောက် အန်တိုနီဟာအော်တေးဗီယန်ရဲ့မြမတော်အော်တေးဗီယာနဲ့ထပ်မံလက်ထပ်ခဲ့ပေမဲ့ကလီယိုပက်ထရာကိုတော့မေ့နိုင်ခဲ့ပါဘူး BC 32ခုနှစ်မှာအန်တိုနီဟာအော်တေးဗီယာကိုကွာရှင်းပြီးကလီယိုပက်ထရာနဲ့တရားဝင်လက်ထပ်လိုက်ပါလေဒါဟာရောမနဲ့ပိုမိုတင်းမာလာစီတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။အော်တေးဗီယန်ဟာအန်တိုနီကို ယောမရဲ့ရန်သူအဖြစ်ကြေညာပြီးကလီယိုပထရာရဲ့လွှမ်းမိုးမှုအောင်မှာရောက်နေတယ်လို့စွပ်စွဲပါတယ်။ BC 32ခုနှစ်မှာအော်တေးဗီယန်ရဲ့တက်တီနဲ့အန်တိုနီရဲ့ကလီယိုပထရာပူပေါင်းတဲ့တက်တီဟာဂရိနိုင်ငံအနောက်ဘက်ကန်ယူတန်းမှာရှိတဲ့အတီယန်မှာစစ်ပွဲဆင်နွှဲခဲ့ကြပါတယ်။ အန်တိုနီနဲ့ကလီယိုပထရာတို့ရဲ့ရေတက်ဟာအော်တေးဗီယန်ရဲ့ရေတက်ကိုအပြတ်အသတ်ရှုံးနိမ်ခဲ့ပါတယ်။ဆစ်ရှုံးပြီးနောက်အန်တိုနီနဲ့ကလီယိုပထရာတို့ဟာအီဂျစ်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။အော်တေးဗီယန်ဟာအီဂျစ်ကိုဆက်လက်ကျူးကျော်ဝင်ရောက်လာပြီးအလက်ဇန်ဒရာမြို့ကို သိမ်းပိုက်ခဲ့ပါလေ။အန်တိုနီဟာအော်တေးဗီယန်ရဲ့တပ်တွေကိုနောက်ဆုံးအကြိမ်ခုခံတိုက်ခိုက်ခဲ့ပြီးမြင့်အောင်မြင်မှုမရရှိခဲ့ပါဘူး။ သူဟာမိမိကိုယ်ကိုတတ်တည်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။တချို့မတန်းနေအရာသူဟာကလီယိုပထရာတေဆုံးပြီဆိုတဲ့မှားရတဲ့သတင်းကြောင့်ကိုယ့်ကိုယ်ကိုတတ်တည်ခဲ့တယ်လို့လည်းဆိုကြပါတယ်။နောက်ပိုင်းဇလန်းနီမှာတော့သူဟာအသက်မသေးပဲဒဏ်ရာရီနဲ့ကလီယိုပထရာရှိတဲ့နေရာကိုအရောက်လာပြီးသူမရဲ့လက်ပေါ်မှာတေဆုံးခဲ့ပါတယ်။ကလီယိုပထရာဟာအော်တေးဗီယန်ရဲ့ဖန်ဆီခြင်းကိုခံခဲ့ရပါတယ်။အော်တေးဗီယန်ဟာသူမကိုယောမကိုခေါ်သွားပြီး အောင်ပွဲခံမှုအတွက်ပြသဖို့ရည်ရွယ်ထားပါတယ်။ဒါမဲ့ကလီယိုပထရာဟာသူမရဲ့ခွန်လက်ခါကိုထိမ့်သိမ့်မှုအတွက်မွေဟောက်ကြိုက်ခံပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။သူမဟာ BC 30ခုနှစ်မှာအသက်36နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ကလီယိုပထရာနဲ့ မာကအန်တိုနီတို့ရဲ့အချစ်ဇလန်းဟာရာစုနှစ်ပေါင်းများစွာကြာအောင်စာပေအမှုပညာနဲ့ရုပ်ရှင်တွေမှာထင်ဟန့်နေစေဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ကြေကွဲဖွဲ့အချစ်ဇလန်းဟာသမားရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချစ်ဇလန်းနေတဲ့ကတစ်ခုအဖြစ် ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်။